ကျွန်တော်မောင်လေးဒီ Pinky ကိုမိုးဆုပ်ပန်းကိုမိုးကိုဘယ်တော့မှမထားခဲ့ပါဘူး။နေရင်ချစ်ပါအလုံးရဲ့ဘဝမှာတော့အချစ်အတွက်အတိုက်ခံလို့ရတဲ့အချိန်တစ်ခုခုတော့ရှိမှာပဲလीနော်။ကိုကိုနဲ့ကိုချစ်ရတဲ့သူကတစ်ခုခုကွာခြားတဲ့အကြောင်းအရာလေးရှိရင်တော့တိုက်ခံလို့ရမှာ။ဟုတ်ငယ်သေးရောကိုတွေ့မှုများမှာလဲ။ရိုက်တော့ရိုက်လိုက်တာပဲဗျာ။ အဲပြန်ကြည့်တော့ပြီးတော့နောက်က music နဲ့စံတရားလေးတွေတရောလေးတွေနဲ့တော့ကျွန်တော်ကိုယ်တိုင်ဥရားပါတယ်ကျွန်တော်ပြောပြမယ်ကကျွန်တော်အမှန်တိုင်းဝင်ခံရရင်ကျွန်တော်လေပြေဖြစ်ချင်သွားပါတယ် ရစလမိုးရုပ်ရှင်ဇာတ်ကားကြီးကဘူနေကိုစားရဲ့ဒုတိယမြောက်ဇာတ်ကားကြီးလည်းဖြစ်တယ်။အာပြီးတော့ပိုးပထမအဦးဆုံးရိုက်ကူးခွင့်ရခဲ့တယ်။ဘရောက်ကားရဲ့ဂီတာမှာတွေ့ဆုံခဲ့ကြရတဲ့ဒီအခွေသားတွေရိုက်ကူးထားတဲ့အာရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။တော်တော်လတ်လတ်နဲ့လူငယ်တွေရဲ့နှလုံးသားနဲ့အနီးဆက်ဆုံးဖြစ်အောင်ဖန်တီးထားတာကိုပြည်သက်တွေအားလုံးနဲ့တက်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျင်းနူးစုတ်ပြဘွေရအချစ်ကားလေးဖြစ်ပါတယ်။စုတ်နဲ့ကြည်ခွဲစရာကြီးလည်းပါဝင်ပါတယ်။ ဇာတ်ရဲအလှည့်ပြောင်းနေလည်းအများကြီးပါဝင်ပါတယ်ကာရက်တာတွေအများကြီးပါဝင်ပါတယ်ကျွန်တော်တို့အားလုံးရဲ့ဒီမတူညီတဲ့အသက်အရွယ်တွေပေါ့နော်ကျွန်တော်ဖန်တီးရတဲ့သူတွေဘက်မှာလည်း writer ဦးမီးဘွားကနေအစာပြုလို့ကျွန်တော်တို့ generation ရှိမယ်လူငယ်တွေဒီတေစားတို့ generation ရှိမယ်အမပိုးတို့လူငယ်လေးတွေပါမယ်အားလုံးကဒီဒီအမှုပညာဖန်တီးမှုဆိုတာရဲ့ချက်ချင်းမြတ်တာဆိုရဲ့အပေါ်မှာရဲ့ဒီအားလေးကိုကျွန်တော်တို့တင်ဆက်ထားပါတယ်အဲ့အတွက် ကျွန်တော်တို့ပြိသက်နဲ့လည်းကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာတွေနဲ့ထပ်ထူကြမယ်လို့မျှော်လင့်ထားပါတယ်။ရိုက်တော့တော့ရိုက်လိုက်တာပဲဗျာ။အဲပြန်ကြည့်တော့ပြီးတော့နောက်က music နဲ့စံတရားလေးတွေတရောလေးတွေနဲ့တော့ကျွန်တော်ကိုယ်တိုင်ဥရားပါတယ်။တော်တော်လေးသဘောကျပြီးတော့ကြီးလိုက်တာနဲ့အဲ့လိုကိုကပါအရင်ချစ်နေတဲ့လူတယောက်လိုခံစားသွားရတယ်။ကျွန်တော်ပြောပြမယ်ဗျာ။ကျွန်တော်အမှန်တိုင်းဝင်ခံရရင်ကျွန်တော်လေးပြေဖြစ်ချင်သွားပါတယ်။ မိုးစပန်လီရတော့ဒါသူကအချစ်ကိုကူးကွယ်တဲ့ကောင်မလေးပေါ့နော်။သူကအချစ်နဲ့တွေ့ပြီဆိုလို့ရှိရင်သူကချစ်ဖို့ပဲတည်ရဲ့ကောင်မလေးအဖြစ်သယုံဆောင်ထားပါတယ်။အာကိုကိုရိုင်းလည်းမိုးစပန်ကိုအရင်ခုလိုပြောမလဲကိုနဲ့အရင်နီးစပ်တယ်လို့ခံစားရရတယ်။အာပြီးတော့ မိုးစုပ်ပန်းဟင်းရဲ့လီဗီပေါ်မှာချစ်သွားတဲ့စိတ်ကလေးတွေပြီးတော့သူကြုံတွေ့ရလိုက်တဲ့အချိန်လေးတွေမှာသူ့ရဲ့အာနုနုညံ့ညံ့တဲ့ဟိုအချစ်ကိုနောက်လိုက်တဲ့ဟာလေးတွေအဲ့ဒါလေးတွေကိုလည်းအကောင်းဆုံးတူစားပြီးပုံဖော်ထားပါတယ်မိုးစုပ်ပန်းကလေအဲ့လိုမျိုး easy ကလေးလေးတော်တော်လုံးတက်တယ်အာပိုးမမိတာနဲ့တော့နည်းနည်းกว่าပိုးမမိတာနည်းနည်းလေးတောင့်နေဆိုတော့လေဒါပေမဲ့အဲ့ဒီမှာမိုးစပန်လေးဖြစ်အောင်အာဒီစပင်လေးတွေကအစာသူ့ရဲ့ဝစားပြင်ဆင်မှုလေးတွေအဲ့လို နွယ်ဆိုးဆိုးတက်တဲ့အဲ့လိုကောင်မလေးပုံစံလေးဒီချွဲတက်တဲ့ကောင်မလေးပုံစံလေးတွေကိုအကောင်းဆုံးပုံဖော်ထားပါတယ်။ဒါမှမဟုတ်ဒီအဲ့လိုဇန်ညုံးဖတ်လိုက်တဲ့အချိန်မှာဒီဇက်ကောင်စီရရဲ့ပုံစံကိုဟိုဖမ်းရတာပေါ့။ဘိုးအတွက်ခံစားရတာဟိုလွယ်လွယ်တယ်ဆိုတာကြိုက်တာဘူးနော်။ကြိုက်တော့ဟိုကိုဖြစ်ချင်တဲ့ပုံစံကိုကလုတ်ခွင့်ရတဲ့ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့လိုလိုပဲဒီဟာလေးကိုဟိုချွတ်ချွတ်နွဲ့နွဲ့လေးပြောတက်တဲ့ဟာလေးကို စ조사권ရခဲ့တယ်ဟိုကိုယ်တိုင်လည်းကြည့်ပြီးတော့အသေးတွေရပြီးတော့နှစ်လည်းနှစ်သက်တဲ့သဘောကျနေရပေါ့နော်အလုံးကဲဘဝမှာတော့အချစ်အတွက်အတိုက်ခံလုပ်ရတဲ့အချိန်တစ်ခုခုတော့ရှိမှာပဲလေနော်ကိုကိုနဲ့ကိုချစ်ရတဲ့သူကတစ်ခုခုကွာခြားတဲ့အကြောင်းအရာလေးရှိရင်တော့တိုက်ခံလုပ်ရမှာပဲဆိုတော့ဒါအလုံးနဲ့မစိမ့်ဘူးလို့ထင်တယ်ဆိုတော့အသက်ရွယ်ကွာခြားလို့ပဲဖြစ်ဖြစ် အဲအချိန်နေမတူလို့ပဲဖြစ်ဖြစ်ကိုသွားခြင်းနဲ့လမ်းကြောင်းနေကွာချားလို့ပဲဖြစ်ဖြစ်အဲလူနှစ်ယောက်ပေါင်းစည်းဖို့ဆိုရင်အတိုက်ခံလို့ရတဲ့အချိန်နေရှိရဲဆိုတော့ဒီဟာကိုပဲအဲအကောင်းဆုံး စူးစမ်းထားပါတယ်အဲပရိသတ်တွေအားလုံးလည်းခုံဖို့တစ်ခုနဲ့တော့တိုက်ဆိုင်သွားမယ်လို့လည်းထင်တယ်။ဟုတ်ငယ်သေးရောကိုရွေ့ဘူးများပါလေ။မတော်ကဲဂီတမာတုံးကပိုမမီတာတရုတ်ဆောင်တာကဒါမန္တလေးသူပေါ့မန္တလေးသူဆက်ကျော်တက်လေးနေနဲ့တရုတ်ဆောင်နေအဲအဲ့မှာသူ့ရဲ့ဟိုဖက်ရှင်အားအစားဝတ်စားစင်မှုကလည်းမြန်မာဝတ်စုံလေးတွေနဲ့ဒီမှာကတော့သူ့ကိုကျွန်တော်တို့ကတကယ်ရန်ကုန်ကတကယ်ဟိုခစ်မီခစ်ဆန်တဲ့ကောင်မလေးတယောက်နေနဲ့ကျွန်တော်တို့ပုံပေါ်ထားပါတယ်။ ကျွန်တော်အနေနဲ့ပြောရရင်တော့ပိုးမတီနဲ့မိုးစပန်ကလုံးဝမတူပါဘူးအဲ့လိုပဲဟိုအက်ကာဆိုင်နဲ့လေပြေကလည်းလုံးဝမတူပါဘူးဒီပြင်ဆက်လက်မူကတော့ဘူးအတွက်ပိုပြီးတော့တော်တော်လေးအမှတ်ရတဲ့ဇာတ်ကားဖြစ်တယ်အဲကိုယ့်ရဲ့မူလအစစာခွင့်ရခဲ့တဲ့ဒီကိုယ့်ရဲ့ဆရာတွေကိုယ့်ရဲ့အကူတွေဒီအခွင့်နဲ့ပြန်ပြီးတော့အလုံးလုံးရတဲ့အတွက်ဒါကိုယ့်အတွက်နောက်ထပ် level တခုကိုငါဟိုကောင်းအောင်လုပ်ပေးနိုင်မှာလားနောက်ထပ်တင်ဆက်မှုတခုကိုတင်ဆက်ပေးနိုင်မှာလားဆိုတာကိုနောက်ပြီးတော့ကိုယ့်ရဲ့မိသားစုနဲ့အလုပ်လုပ်ရတယ်လို့ခံစားရတဲ့အတွက်အဲစလဲအဆုံးမှာဟိုစိတ်ရောကိုယ်ရောနှစ်ပြီးပါဝင်ခဲ့ရတဲ့ဟာတွေအားလုံးကတော့အမှတ်တရတွေပဲရိုက်ကူးခဲ့ရတဲ့နေ့ရက်တွေတိုင်းမှာလည်းအမှတ်တရတွေအများကြီးရှိတယ်ဇက်ကားလေးဒီဇက်ကားလေးကလည်းမိုးစွပ်ပန်းဆိုတဲ့ဟာလေးကိုယ့်ရဲ့ကိုယ်ပွားလေးတစ်ခုအနေနဲ့အမှတ်ရတယ် လူအများကြားမှာကိုဆိုင်နဲ့တွားရိုက်ရရဲဆိုတော့အထူးတလဲကိုပြောစရာမလိုတော့ဘူးပေါ့နော်တွေ့တဲ့ပြိသက်တိုင်းကနှုတ်ဆက်ချင်ကြရာဆိုတော့သူတို့ကဟိုဒီပိုးတို့ကိုဆိုင်တို့ပဲမြင်နေကင်မရာတွေကိုမမြင်ဘူးအဲ့တော့တွေ့တာနဲ့လှမ်းပြီးတော့နှုတ်ဆက်တယ်နှုတ်ဆက်မိရင်သူကလေပြင်းနဲ့မိုးစုံပန်နှုတ်ဆက်လို့မမြရဆိုတော့အစားပြန်ရိုက်ရတယ်ဆိုတော့ဒီမြို့ထဲမှာညဘက်အလို16လမ်းမှာဆိုလဲဟိုခောက်တုတ်ခောက်ပြန်သွားလာရိုက်ရတာတွေ ူအများကြီးနဲ့ရှိုးပွဲကြီးကြားထဲမှာရရတာတွေ ဒါတွေကတော့အမှတ်တရပေါ့နော်ဆိုတော့ဟိုဘလူးရောင်းထင်လိုက်လဲဆိုတော့ဒီနှစ်ယောက်ကိုလူအုပ်ကြားထဲမှာရုပ်ရှင်ရိုက်တာဖြစ်ပါနှစ်ယောက်တွေ့ရင်တော့ရိုက်ပြီးတော့တော့တင်ရမယ်လို့များဟိုမှတ်อยู่သလားမသိဘူးပေါ့နော်အဲ့တလောမှာတော့ဟို Facebook မှာအများကြီးတွေ့လိုက်ရတာဆိုတော့လေညစလမ်မိုးရုပ်ရှင်ဇာတ်ကြီးကဇူလိုင်လ၄ရက်နေ့ဆိုရင်ရုံတင်ပြသပါမယ်ပရိသတ်တီရဲ့အပင်းမှုကိုအများကြီးမျှော်လင့်နေတာဖြစ်တဲ့အတွက်ဘူးတို့တစ်ဖွဲ့သားလုံးကလည်းအကောင်းဆုံးစူးစမ်းထားတာဖြစ်တဲ့အတွက်ပရိသတ်တီရဲ့ရင်ပန်းနဲ့အနီးဆက်ဆုံးဖြစ်မဲ့ဇာတ် ကားတစ်ခုလို့ယုံကြည်ရဖြစ်တဲ့အတွက်လာရောက်အားပေးကြဖို့နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းမျှဝေပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်။